မင်္ဂလာပါဒီနေ့တော့စီရိုနာမှာတရက်ကို6တောင်းနဲ့အမျိုးပေါင်း80ကျော်ရှိတဲ့အိန္ဒိယဘူဖေးလေးသွားစားပါမယ်အားလုံးမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ပက်စကဒါစီရိုနာရောက်နေပေါ့နော်အဲ့တော့စီရိုနာဘာလာလောက်လာလဲဆိုတော့ဘူဖေးလာစားဒီနေ့ဘူဖေးရကြတော့ အဲတယောက်ကတော့သူသိန်း2000ပေးရတယ်သူကတော့အိန္ဒိယဖူဖေးပေါ့နော်အဲ့တော့အစုံငင်စားရမယ်မီနူးကြည့်လိုက်တာကလေအမျိုးပေါင်းက80ကျော်အောင်ရှိရယ်သူကတော့အခုဆိုရင်ဘိုင်ဝမ်ကတ်ဝမ်တော့ပေးနေအဲ့တော့ဒီနေ့က blessing ရယ် blessing ညီမလေးရယ်လာစားတာဖတ်စမယ်ဟေးရောက်ပြီလား ီရိုနာရဲ့အိန္ဒိယပူပေးရတော့ပုံမှန်ဈေးက33000ပေးရပါတယ်အခုဆိုရင်တော့ဘိုင်ဝမ်ကတ်ဝမ်ပရိုမိုးရှင်းချတာဆိုတော့တစ်ယောက်ကမှ6000လောက်ပဲကြတင်တာပေါ့နော်ခင်းချင်းပေးထားရင်ဟင်းအမျိုးမီကတော့80ကျော်လောက်ရှိပါတယ်စိတ်ကြက်ကိုအဝထိုင်စားလို့ရတာပေါ့နော်ဟင်းအမျိုးမီတွေမှဆိုရင်လေဝက်သားနဲ့အမဲသားမပါဘူးပေါ့နော်ဆိုတော့ကဟာလာသမားရဲ့လည်းစိတ်ချလက်ချသွားရောက်တုံးဆောင်လို့ရပါတယ်တသက်လွတ်စားတဲ့ပူရီတွေအတွက်ဆိုရင်လည်း vegetarian လေးတွေကိုကောင်းတာတသက်စီလည်းစီစဉ်ပေးထားပါတယ်စားသုံးချိန်ရလေလေညနေ6နာရီနေပြီးတော့ည9နာရီထိစားခွင့်ပေးထားတာဆိုတော့3နာရီအောင်ရှင်ရပါ ပါတယ်။တခုတော့မာဂျင်နေပေါ့နော်။သူတို့ကအစားတောက်တွေကိုအဆက်မပြတ် refill လုပ်ပေးနေရဆိုတော့ကိုနိုင်တဲ့လောက်ယူပြီးတော့စားသုံးလို့ရပါတယ်။ full way ဖြစ်ခဲ့ပြီးအစားတောက်တွေပို့ခဲ့ရင်တော့100 gram ကို1000ခွဲချက်ပေးရဖြစ်ပါတယ်။အိန္ဒိယ buffet ကတော့လေတစ်လမှာ2ချိန်တိုင်တိုင်လုပ်ပေးရပေါ့နော်။ရက်ကတော့ Jata Rainy လေးမှာလုပ်တာပါ။စားခြင်းနေဆိုရင်တော့ Sirona page လေးမှာဝင်ကြည့်ပြီးတော့ ticket လေးလည်းဝယ်ယူလို့ရပါတယ်။ Bless video အောက်လေးမှာ Sirona ရဲ့ page လေးရောဖုန်းနံပါတ်လေးလည်းချပေးထားမယ်ပေါ့နော်။ ကဲစားပါတော့မြေခင်ဗျာအိန္ဒိယဘူဖေးမှာလောကနာမည်ကြီးတဲ့စိတ်သားဓာတ်ပေါက်ပေါ့နော်ဓာတ်ပေါက်တော်တော်ကောင်းတယ်ပါတော့ဓာတ်ပေါက်ဆိုရဲတက်သားဓာတ်ပေါက်စက်သားဓာတ်ပေါက်တက်တက်လို့တမားရတဲ့ဆိုလဲတက်တက်လို့ဓာတ်ပေါက်ရှိရဲဒါကြောင့်ဒင်းကလေးစားကျင်ကြရင်မကြော ဘလီယာကျတော့လမ်းပေါ့နော်လမ်းဆိုတာကျတိုးသားတိုးသားဆိုလဲတိုးသားဘန်းချပေးထားတွေ့ရတိုင်းအရှိမအကြီးပဲအရန်နူးနူးနေနေနေမဟုတ်ဘူးဒါပေမဲ့စားရရန်ရရပါရှိတယ်အကင်းဆုံးပေါ့နော်ဒါစိတ်သားပူရီစားမယ်ပူရီပူရီရဘလက်ဆာမှာတခြားဟာလေးစောက်နေကြဝါနည်းနည်းတော့ AY ပေါ့နော်ပြီးဆုံးဘဲဟင်းပြီးအာလူဟင်းတက်တက်လည်းရှိရယ်อืม chef ကလည်းအိန္ဒိယ chef ဆိုတာလေဒီအိန္ဒိယ buffet အတွက်ကိုလုံးဝပတ်ပတ်နေနိုင်မယ်အရသာတော့ဂျီရိုနာမှာလောက်တာဖြစ်တဲ့အတွက်အရသာတော့ရန်ရင်တော့ပြောချင်မလို့ပေါ့နော်ဆွားလို့ကောင်းတယ်ဖင်းလေးတော့ကောင်းတာပါ again station မှာကြာလေ live station ဆိုတော့သူတို့ကိုယ်တိုင်ဒီမှာပြင်ပေးနေတာဒီမှာတော့ကိုယ်စိတ်ကြိုက်ကိုသူတို့ကရွေးပြီးတော့ဒီမှာတုံငင်လေးပြီးခဲ့ရပါတော့အဲ့တော့ဒီမှာလာစားတဲ့သူတွေကလည်းများဖြစ်တဲ့အတွက် အဲ့အကင်နေရာမှာတော့နည်းနည်းတော့စောင့်ရတယ်ပေါ့နော်ဘူဘေးဆိုတော့သူတို့ကဥဝေးမဖြစ်သွားအောင်လို့ကိုကြိုက်တဲ့လောက်ကိုရွေးပြီးတော့စားလို့ရရဲ့ပြီးဥဝေးဖြစ်တာတို့ကြံနာတို့ပါအောင်ဆိုရင်တော့သူတို့က checkers တော့ကောက်တယ်100 gram ဆိုရင်တော့သူက1000ဝေးကောက်ပါရဲ့ဇွန်ပြင်းလေးစားမယ်ဇွန်လေးရတယ်သူတို့ကမယ်ရီလေးလောက်ထားတာဆိုလေအရသာဝင်တယ် တော့အခွန်ခွာရပြီးသားလေးတွေတော့အခွန်မခွာရသေးဘူးပေါ့နော်အခွန်ကြည့်ရအရသာတော့အကုန်လုံးဘရင်းလေးလုပ်ထားပြီးသားပဲဟင်းအလေးရကြပစုံကြိတ်သားလေးပစုံသားလေးကြည့်ပဲပနီပူရီလေးစားမယ်ကျွန်တော်ရှင်ပါရင်တော့မပါလား မင်းအရှုပ်ဝဲတယ်ရှိသေးရဲ့စိတ်သားမစလာချက်လေဒါဒူရီဖစ်ရှင်မှာသူကလည်းမယ်နီးလောက်ထားပြီးသားပဲပေါ့နော်ဟင်းအင်းအင်းမမွန်းဒါတူရှိလေဒီချက်တဲ့နေအရင်ကတော့နည်းနည်းလေးရတာနည်းနည်းပေါ့ အားရှိကပတ်တာလေးစားမယ်အိန္ဒိယဘူဖေးရကြရလေဒီမှာဝက်သားရယ်အမေသားရယ်လုံးဝမပါဘူးပေါ့နော်ကြက်သားရယ်ပြီးလို့ရှိရင်ဒီငါးတို့ပဇွန်တို့ပင်လမ်းတို့စိတ်သားတို့ပဲပါရယ်ပြီးရင်တသက်လို့သမားရယ်အတွက်ဆိုလည်းအတီးတန်သေချာလေးကောင်းလာလုပ်ပေးထားရယ်အဲ့တော့ဒီမှာဆိုရင်ဟာလာသမားရယ်လာပြီးတော့စားလို့ရတယ်လို့ဒီအိန္ဒိယလူမျိုးတွေလည်းစားလို့ရရယ်ပေါ့နော်လူမျိုးပတ်တာမျိုးတွေလည်းစားလို့ရပါတယ်စိတ်ချလက်ချပေါ့နော်ဒီမှာဤလို့ရှိရင် fresh juice တွေတော့ ဲ့တော့ဒါမှအရှုပ်ပဲသွားပြယူမယ်ပြီးအေးဆေးထိုင်စားမယ်အရှင်ကအများကြီးလိုသေးရဲ့ဒီမှာရေကဲမုတ်လေးလည်းရရေကဲမုတ်ကတော့သူကအရသာနှစ်မျိုးရဲပေါ့နော်ချောကလက်နဲ့ဒီစတော်ဘယ်ရီနဲ့ပဲရပြီးနဲ့လေးလည်းချပေးထားရပေါ့နော်ဒါကတော့အရှုပ်ပဲပေါ့နော်ဒီမှာစမိုင်လေးလည်းရစမိုင်ဘူးလေးပါခင်ဗျာမင်းစမန်လုံးဝအီစိတ်ဟုတ်တယ်စမန်လေးဒါရေကဲမုတ် hôm đó này, sao mày nè gì cả mong nè thuê già xinh nào rồi ăn mình luôn mình là đưa mông đi đi ờ ừ ừ cùng màu hóa ra cháu phụ trên bông dạng luôn rồi xin nhà tặng đi bè khi mà vô ăn được về သူကတစ်လမှာနှစ်ကြိမ်လုပ်တယ်ကြာတာဘရိနေ့တိုင်းပေါ့နော်တပတ်တစ်ခါကတော့သူကဘူဖေးတစ်ခုစီတစ်ခုစီခင်းတယ်ဒီတစ်ပတ်ကတော့အိန္ဒိယဘူဖေးနောက်တစ်ပတ်ဆိုရင်မာလာဘူဖေးတို့စီဘူဘူဖေးတို့ပါလုပ်တယ်နောက်ပြီးလို့ရှိရင်ဒီအိန္ဒိယဘူဖေးပြန်ပြီးတော့လာတယ်6နာရီဆိုရင်စပြီးတော့ဘူဖေးစခင်းတယ်တကယ်လို့ကိုကဘူဖေးစခြင်းနဲ့ဆိုရင်တော့ bless ဖုန်းနံပါတ်ရဲ့သူတို့ရဲ့ဒီ serial number page လေးရဲ့ချပေးထားမယ်ပေါ့နော်အိန္ဒိယဘူဖေးမှာလုံးဝ special တော်တော်လေးဘိုက်တွေတင်းကားပြီးတော့စားလို့လည်းကောင်းတယ်အဲ့တော့ ထပ်ပြီးတော့အေးစေးစေးအချိန်လေးရာတွေတော့ဆက်စားလိုက်ပါအောင်မယ်။အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ပြန်ပါမယ်ပြန်ပြပါမယ်ခင်ဗျာ။ဖတ်တာ